TNL ရဲ့ထုံးထုတ်ထားမဲ့ချင်းချောက်တန်းနဲ့မူကုံမှာထောင်းလန်းရေးလျှို့ဝှက်ချပေါက်ကြမှုများညမာပြည်စစ်မြေပြင်တပ်ကူမှာအပူဆုံးတည်င်းများရှမ်းများဇကိုင်းမန်လေးတိုက်ပွဲခေါ်တန်းပြိုင်သက်များအားလုံးပဲမင်္ဂလာပါရှင်အခုလိုမျိုးကမ္ဘာအရေးမြမအရေးတည်င်းတွေကိုတည်င်းခစ် channel မှာအချိန်နဲ့တပြေးညီတင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လေးလုပ်ခဲ့ပြီးမမေ့ပါနဲ့နော် မြန်မာနိုင်ငံရဲ့စီးရီးပရိဖက်ကဟာတရပိုင်အတွင်နေဟာသုံးခုမှာတပြိုင်နက်တည်းအပူဆုံးတိုက်ပွဲခေါ်တန်းတွေပေါ်ထွက်နေပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေတင်းထန်နေတယ်လို့မန်လီတိုင်းကမက်ဒရာစင်ကူတပိတ်ကျင်းနေရီနဲ့စကိုင်းတိုင်းရှိဘူးခရိုင်တဲမှာပါတမတော်ရဲ့ထိုးစစ်တွေအရှိန်မြင့်လာတာကိုတွေ့ရပါတယ်ဒီလိုစီးအရှိန်မြင့်နေတဲ့ချိန်မှာပဲ DNL ရဲ့အတွင်မူတာဘုံကျော်စီကထုံးထုတ်ထားမယ့်ဆိုရယ်ပြင်းထန်တဲ့ချင်းချောက်တန်တစ်ခုချက်ပေါ်လာခဲ့ပါတယ် တီချိဆောက်တန်ရဲ့နောက်ွယ်မှာတော့ TNL နဲ့ KIA ရဲ့ထောင်လိုင်းရေးကွန်ရက်တွေကနေမိုးကုတ်မြို့နယ်နဲ့ပတ်သက်တဲ့လျှို့ဝှက်တတိအချက်လက်တွေပါပေါက်ကြားလာတာကိုတွေ့ရှိရပါတယ်။ဒီကနေ့မှာတော့အပူဆုံးစစ်မြေပြင်တုံးကူကအခြေအနေများ TNL ရဲ့တုံ့ပြန်မှုနဲ့မိုးကုတ်မြို့ဘက်ကစာမျက်ကော်မတီအဖွဲ့ဝင်များ PDF ခေါင်းဆောင်များရဲ့အတွင်ရေးတွေအပြင်အရက်သားတွေနေထိုင်ရာကိုပုံကျစေဖို့တည်င်းမှပေးပို့ခဲ့တဲ့သူရဲ့ရက်စက်မှုကိုပါတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ ဒီအပိုင်းအတွင်းမြန်မာနိုင်ငံရဲ့စည်ရေးပရိပခါဟာနေရာတန်ကူမှာတပြိုင်တည်းတင်းထန်နေပါရယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှုတွေတင်းထန်နေတယ်လို့မန်လီတိုင်းကမတရာစင်ကူတပိတ်ချင်းနယ်တွေနဲ့စကိုင်းတိုင်းရှေဘုတ်ခရိုင်တွေမှာပါတပ်မတော်ရဲ့ထိုးစစ်တွေအရှိန်မြင့်လာတာကိုတွေ့ရပါရယ်ဒီလိုစည်ရေးအရှိန်မြင့်နေတဲ့အချိန်မှာပဲ TNL ရဲ့အတွင်းရေးမှူးတာဝန်ချုပ်ကထုံးတို့ထားမယ်ဆိုရယ်တင်းထန်နေချင်းချောက်တန်တစ်ခုကိုထုတ်ခဲ့ပါရယ် ဒီချင်းချောက်တန်ရဲ့နောက်ကွယ်မှာ TNL နဲ့ KNA တို့ရဲ့ထောက်လိုင်းရေးကွန်ရက်တွေကနေမိုးကွမြို့နယ်နဲ့ပတ်သက်တဲ့လျှို့ဝတ်တည်အချက်လက်တွေပေါကြားလာတာကိုလည်းတွေ့ရှိရပါတယ်ဒီကနေ့မှာတော့အပူဇော်စစ်မြေပြင်တုံကူကတည်င်းတွေအပြင်ပေါကြားလာတဲ့မိုးကုတ်မြို့နယ်က CIA ကွန်ရက်တွေရဲ့အတွင်ရေးတွေကိုပါတင်ပြပေးသွားပါမယ်။ရှမ်းမြောက်တိုက်ပွဲနဲ့ TNL ရဲ့တုံ့ပြန်မှုနဲ့လမ်းပတ်ဆက်သွယ်ရေးပြန်လည်ကောင်းမွန်လာမှု ရှမ်းမြောက်မှာတမရော်ကမန်လေးမှုစဲပြည်တော်စုလမ်းမကြီးဘော်ကတီဘောမျိုးကိုတင်ပိုက်ပြတဲ့အချိန်မှာမန်လေးကနေလမ်းရှုံမျိုးထိလမ်းပတ်ဆက်တဲ့ကြီးပြန်ကောင်းလာဖို့မျှော်မှန်းရပါတယ်။လလဆင်မှာတော့မန်လေးတီဘောလမ်းမဲသွာလာနိုင်ပါသေးတယ်။ကြောင်မဲမျိုးကစတင်ကြောင်းတွေလည်းပြန့်ဖွင့်နေပြီလို့သိရပါတယ်။တာဘုံကြော်ဤထုံထုတ်ထားမဲ့ဟူသောချင်းချောက်တန်း တချိန်ထဲမှာပဲရှမ်းမြောက်ကမန်တုံနမ်ဆန်နမ်တူမိုင်းငော့မိုင်းလုံးမူမိတ်စရဲတရနလီတက်မဟာရီအခြေချရာမျိုးတွေကိုတက်မတော်လီကပြင်းပြင်းထန်ထန်ရှင်းလင်းတိုက်ခိုက်နေပါတယ်ဒီလိုလေကြောင်းရှင်းလင်းမှုတွေကြောင့်တရနလီအတွင်းမှုတာဖုံကြောင့်ကတက်မတော်ဘက်ကရက်တီသူတွေကိုထုံးထုတ်ထားမယ်လို့သူ့ရဲ့ Facebook အကောင့်ကနေကြေမောင်းခဲ့ပါတယ် DNL ထိန်းချုပ်ထားတဲ့နောက်ကျုပ်ကြောင့်ပဲစားတဲ့မျိုးတွေကိုလေကြောင်းတိုက်ခိုက်ခြင်းကရင်းကုန်နှုတ်ပိတ်နေကြတဲ့သူဟာအခုလို DNL တမဟာရီအခြေချရာနမ်ဆန်မန်တွန်လိုပလောင်ကိုပိုင်အုတ်ချက်ခွင့်ရဒေတာရီကိုပါတိုက်ခိုက်လာမှအခုလို chain ဝတန်ထွက်လာတာပါတာဝတီချင်းအဖြစ် DNL ပလောင်တက်တွေအထိနာနေပြီဆိုတာသိတာထင်ရှားပါတယ် ARE မြက်ကန်းနှစ်ဖက်မှာတိုက်ပွဲကြီးများ ARI နဲ့အနောက်ဘက်ကစကိုင်းတိုင်းဝက်လက်မြို့နယ်ရဲကိုတမတော်ကြီးကစစ်ကြောင်းလေးခုခွဲပြီးမြေပြင်ထိုးစစ်တွေဆင်နွှဲနေတာတွေ့ရပါတယ်။ဝက်လက်ဒေသကံတွေရဲ့ပြောကြားချက်အရအင်အား100မှ900ပါဝင်တဲ့စစ်ကြောင်းကြီးတွေဟာအင်တာစားတောင်မြောက်ဘက်တောင်တင်းရှမကစားရီကြီးရွာတလျှောက်ကိုထိုးစစ်ဆင်နေပါတယ်။ဒီစစ်ကြောင်းတွေဟာစစ်တပ်လေတီတွေနဲ့နှစ်အောင်စီရဟတ်ရင်ငယ်တွေအပြင်တိုက်ခိုက်ရေးကြက်လီရင်တွေနဲ့ပါတွဲဖက်ပြီးစစ်ဆင်နေရပါ။ ဒီနေရာရီဟာ2024ခုနှစ်ကလေးက PDF စုမှုထားပြီးခီးတဲ့တင်ကားရီစီကအခွန်ကောက်ခံနေတဲ့နေမြေရီဖြစ်ပါတယ်။မန်တိုင်း AR အရှိတ်ကံရှင်လင်းမှုတစ်ချိန်တည်းမှာပဲ AR နဲ့အရှိတ်ကံနဲ့မန်မိုဂိုကတ္တရာလမ်းမကြီးဘောကစင်ကူနဲ့တပိတ်ချင်းနယ်ရီကရွာရီကိုလည်းတမရော်လီကလေးချောင်းရှင်လင်းမှုတွေလုပ်နေပါတယ်။ ဒီအချိန်လေးကြောင့်ဖော်ဒလန်ဆောင်ကနေမိုးကုတ်ပတ်တက်လို့မရတော့တဲ့မန်း PDF နဲ့တပိတ်ချင်း PDF တွေဟာမြစ်ကူကူပြီး ARI မြစ်အနောက်ဘက်ကန်ကကြည်လွတ်နေမြေတွေစီရှောင်တိန်နေကြရပါတယ်။မိုးကုတ်မှာ DNL, KIA ထောက်လင်းရေးလျှို့ဝှက်ချက်များပေါက်ကြား2024ခုနှစ်ခုနှစ်လပိုင်းမှာ TNL ကမိုးကုတ်မြို့ကိုတင်ပိုက်ခဲ့ပြီးရဲ့နောက် TNL တက်မဟာနေရဲ့လက်အောက်ခံမြို့မိမြို့ဖအဖွဲ့နဲ့ကြောင်မြတ်လုပ်ငန်းကြီးကြပ်ရေးကော်မတီတို့ကိုဖွဲ့စည်းခဲ့ပါတယ် ဒီဖွဲ့စည်းရမှာပလောင်တပုန်ထံတစ္ဆာခံတဲ့မြို့ကန်အချို့ပါဝင်နေပြီးသူတို့ရဲ့အမည်စင်အချို့ဟာ KIA နဲ့ TNL ရဲ့ထောက်လှမ်းရေးတရင်တွေကလည်းပေါ့ကြားလာခဲ့ပါတယ်။ပေါ့ကြားလာတဲ့အမည်စင်တွေထဲမှာမြို့မီမြို့ဖအဖွဲ့ကဝင်းတင့်စော်ဝင်းမွန်လေးတာထွန်းအောင် ကောရခါလူမျိုးစံကြီးတို့ပါဝင်ပြီးစာမျက်ကော်မတီမှာလည်းစော်ဝင်းဟုတ်မနက်ကြောက်ပွဲစားစီတာရာစံကြီးတို့အပြင်မိုးကုတ် NLD ပါတီနဲ့ဆက်ဆက်သူတအူပါ ပါဝင်နေရတွေ့ရပါတယ်။ ပေါ်ကြလာတဲ့သတင်းတွေမှာမန် PDF ခေါင်းဆောင်ပို့ကြနော်အညီရင်မင်းမင်းသိန်းနဲ့မိုးကုတ် PDF 513ရင်မှုပို့ချိုလို့ရဲ့အတွင်ရေးတွေလည်းပါဝင်ပါတယ်ပို့ကြနော်ဟာတပိတ်ချင်းပတ်ကဖောက်ခေါင်းဆောင်ဖြစ်သူဦးကျော်တန်မှတ်ပုံတင်အမည်ကျော်စိုးလိုင်ရဲ့သားဖြစ်ပြီးလက်ရှိမှာစင်ကူနဲ့ကန်တောင်ရွာကထိုက်ရီလင်းကုမ္ပဏီကိုအပိုင်ယူထားကလောက်ကလောက်လို့သူရိစီကတလာကိုရွှေလေးဘိတ်သာအခေါ်ကောက်ခံနေရလို့သိရပါတယ် မုံကုတ်အနောက်ပိုင်းကမ္ဘာအေးရပ်ကောင်မှနေသူဖြစ်ပြီးစေရေးအတွေ့အကြုံနဲ့ညီတုံယောက်ကိုအရာရှိရာသူပေးထားပါရယ်မုံကုတ် PDF 513ရေမှုပူချိုဟာအင်အား900ကျော်ကနေတိုက်ပွဲတွေကြောင့်အခုက200ကျော်သား generate အကြဆုံးများခဲ့ပြီးဖွဲ့စည်းပုံပြတ်တလောက်ဖြစ်နေပါရယ်ပေါကြလာတဲ့အချက်အလက်တွေထဲမှာအီကြခွေးဆိုသူတူရဲ့လောက်ရတွေကလည်းအလွန်အံ့အားသင့်စရာပါသူဟာမိုဂုတ်ကို TNL မသိမ့်ပိုက်မိကြတဲ့ကတမတော်အရာရှိတွေကိုပေါင်းသိမ့်ခဲ့တဲ့သူဖြစ်ပြီး TNL သိမ့်ပိုက်ချိန်မှာတော့ TNL နဲ့ပူးပေါင်းခဲ့တဲ့သူဖြစ်ပါတယ် သူဟာကျမတော်စစ်ကြောင်းတွေရဲ့တက်ဒီတက်လှုပ်တဲ့ရင်တွေကို TNL ထံပြပို့ခဲ့တဲ့သူဖြစ်ပါတယ်။ကြာပြင်သူဟာကျမတော်ထေပိုင်ခေါဆောင်တွေထံတည်င်းမာရီပို့ပြီးအယက်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကိုလေကြောင်းကနေပုံကျင်းစီရန်လှုပ်ဆောင်ခဲ့ရတဲ့ဆိုရက်ရက်ဆက်ရုံမှမူတွေပါပါဝင်နေရတွေ့ရပါတယ်။ DNL အတွင်မူတာဘုံကျော်ရဲ့ထုံထုံထားမယ်ဆိုရင်ချင်းချောက်တန်းရင်နောက်ကဲမှာမိုးကုတ်မြို့မာရဲက ်မိသက်မင်းမင်းနဲ့ကောရခန်းညီနောင်အောင်ဆန်းအောင်ထွေးတို့လိုမျိုးပုံကိုယ်တွေက TNL နဲ့ပေါင်းပြီးနေအိမ်ချေပိတာတလန်တစိကဖန်စီယာတွေလှုပ်ဆောင်ခဲ့ရဆိုတဲ့လှုပ်ဝှက်ချက်တွေအများများရှိနေကြောင်းထောက်လန်းရေးအစီရင်ခံစာတွေကဖော်ပြနေပါတယ်မြန်မာနိုင်ငံရဲ့လက်ရှိပြည်ပကဟာရှေ့တိုက်ပွဲတွေတာမကပဲထောက်လန်ရေးဒေသခံအုပ်ချုပ်ရေးနဲ့ငွေကြေးကောက်ခံမှုစားရိတ်ကိစ္စရပ်တွေမှာပါရှုပ်ထွေးလွန်းနေပြီဆိုတာကိုတည်တည်င်းတွေကသတိပြန်နေပါတယ် ကျမတို့ဖော်ပြခဲ့တဲ့တရင်ချက်လက်တွေကနေမြန်မာနိုင်ငံရဲ့လက်ရှိပြိပက္ခဟာရှေ့တိုက်ပွဲတွေနေပြင်းတိုက်ခိုက်မှုတွေနဲ့လေကြောင်းရှင်းလင်းမှုတွေသာမကဘဲထောက်လန့်ရေးစစ်ပွဲဒေသခံအုပ်ချုပ်ရေးကိုထိချုပ်ခြင်းနဲ့ငွေကြေးကောက်ခံမှုစားရိတ်ကိစ္စရပ်တွေမှာပါအလုံးရှုပ်ထွေးလုံးနေပြီဆိုတာကိုသတိပြနေပါတယ် TNL အတွင်းရင်မူတာဝန်ကျော်ရဲ့ထုတ်ထုတ်ထားမယ်ဆိုတဲ့ချင်းချောက်တန်ရင်နောက်ွယ်မှာ TNL တပ်ဖွဲ့တွေအထင်နာနေတဲ့အခြေအနေနဲ့အတူမိုးကုတ်မြို့လုံးနေရာမျိုးမှာပူပေါင်းဆောင်ရွက်သူတွေရဲ့လျှို့ဝှက်ကွန်ရက်တွေအနာကိုအလွဲသွန်းစားလုပ်နေတဲ့ PDF ခေါင်းဆောင်တွေနဲ့တင်းမပေးပြီးအယက်သားတွေကိုပါထိခိုက်စေခဲ့တဲ့ရက်ဆက်မှုတွေအမြောက်များရှိနေပါသေးတယ်။ဒါကြောင့်ဒီလိုဆပ်ဝဲရီရဲ့အနားဆိုင်ဆုံးအထိဖော်ထုတ်တင်ပြရမှာတင်းရဲ့အမြင်ကရောဒီလိုမျိုးလျှို့ဝှက်ချက်တွေပေါကြလာတာကိုဘယ်လိုသုံးသပ်ပါသလဲ။ ဒီအချက်လက်တွေကစစ်ပွဲအနာဂတ်ကိုဘယ်လိုပြောင်းလဲစေနိုင်မလဲကောမမမိတ်ဆွေတို့ရဲ့အတွင်းမြင်တွေကိုမျှဝေပေးပြီးဒီလိုအရေးကြီးတဲ့သတင်းတွေဆက်လက်ရရှိဖို့ကျမတို့ရဲ့ channel ကို like share နဲ့ subscribe လုပ်ဖို့တော့မမေ့ပါနဲ့နော်နောက်ဆုံးရသတင်းတွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့ရှင်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်